ဆိုဖီတစင်းရဲ့ဟင်ဝင်ရန်ကိုမထင်မတဲ့ငွေပမာဏမျိုးလက်ဖွဲ့လို့လူပြောများနေတဲ့ဝမုံရွှေရည်ဒီအပိုင်းဆိုရှယ်မီဒီယာကိုလှုပ်ခတ်နေတဲ့ငယ်စဉ်ဆုံးတွေဟင်ဝင်ရန်နဲ့မင်းသမီးချော်လီဆိုဖီတစင်းတို့ရဲ့မင်္ဂလာပွဲအကြောင်းလေးကတော့ပျော်မစုံဝေးပန်မစုံချီချူးမစုံဖြစ်နေတော့မှာပဲဒီမင်္ဂလာပွဲကတော့တကယ်ကိုလူပြောများစရာဖြစ်ခဲ့တာပါ အခမ်းအနားရဲ့ကြီးကျယ်ခန္ဓာပုံတို့သမီးရဲ့တိမ့်တောင်းချီတန်းရတနာတွေအမှုပညာလောကရဲ့ထိတ်တန်းကျယ်ပွင့်တွေအကုန်လုံးဒီပါစုံကြီးတက်ရောက်ခဲ့ကြတာဟာတကယ့်ကိုအမိုင်စာမြင်ကွင်းတစ်ခုပါပဲ ဒီလိုထိတ်တန့်ကြေပွင့်နေတထေးကြီးတွေစုံညီတက်ရောက်ခဲ့တဲ့ပွဲမှာတတို့သမီးတတို့သားပြီးရင်အတောက်ပဆုံးထင်ရှားဆုံးဖြစ်ခဲ့တဲ့ဧည့်သည်တော်တယောက်ရှိခဲ့ပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး။မြမနိုင်ငံထိတ်တန့်မင်းသမီးကျော်ကစ်ကစ်လို့ချစ်စနူးခေါ်ကြတဲ့ဝင်းမောင်ရွှေကြီးပဲဖြစ်ပါတယ်။သူမဟာအဲ့ဒီနေ့ကစက်တီရှိတဲ့ပန်းရောင်ဝတ်စုံလေးနဲ့ပွဲတက်လာခဲ့ပြီးပွဲကိုလာခဲ့တဲ့ဧည့်သည်ရင်းအားလုံးကင်မရာမန်တွေအားလုံးရဲ့မျက်လုံးတွေကိုစွဲဆောင်သွားခဲ့တာကတော့သူမရဲ့လေတိုင်းမှာဆင်မြန်းထားတဲ့စိန်ပရက်ကြီးပါပဲ။ ဒီပင်ရကြီးဟာတာမန်ယတနာမဟုတ်ပါဘူး။မြေယုံနဲ့တင်မျက်စိချိန်အောင် တောက်ပါနေပြီးယတနာတိုင်းမရဲ့ခံမှန်းချက်တွေအရဒီပင်ရကြီးဟာအကောင်းဆုံးပဏ္ဏများတွေစိန်နေနဲ့ပြုလုပ်ထားပြီးတန်ဖိုးဟာတင်းတောင်းချီဒေါ်လာ300ချီတန်ကြီးရှိတယ်လို့ဆိုကြပါဗျ။ တချို့ကဆိုတတို့သမီးဝတ်ထားတာတက်တောင်းကိဝတ်ထားတာကပိုတင်ရှားနေရင်ဆိုပြီးမှတ်ချက်ပေးနေရလောက်အောင်သူမရဲ့စင်တန်နဲ့ကျွမ်းဝမှုကိုဒီလေဆွဲကြီးကတက်တည်ပြသနေခဲ့ပါတယ်တလောကြီးကျယ်ခန္ဓာနဲ့တိမ့်တောင်းချီတန်းနဲ့လဲဆွဲကြီးကိုဆွဲပြီးပွဲတက်လာတဲ့ထိတ်တန်းတတိမာကြီးခင်မုန်းတဲ့ကလည်းမြမနငယ်ထိတ်တန်းစီပွားရေးတမကြီးဖြစ်တဲ့ဝမုံရွှေတရားမင်္ဂလာမောင်နှံကိုမင်္ဂလာလက်ဖွဲ့အဖြစ်ပေးရတဲ့ငွေပမာဏဘလောက်လို့ထင်ပါသလဲ ဒီသတင်းထွက်ပေါ်လာချိန်မှာတော့အာလုံအန်အားတင်တုံ့လုတ်သွားခဲ့ပါတယ်။ဒီမှာလက်ဖွဲ့ရင်ငွေပမာဏကတော့စေသိန်းတိတိဖြစ်တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီသတင်းထွက်ပေါ်လာတဲ့နေ့တပိုင်းနဲ့ online ပေါ်မှာ comment ပေါင်းစုံနဲ့စုညံသွားပါတော့တယ်။ ဒီကိစ္စမှာလူတွေရဲ့အမြင်ကနှမျိုးကွဲသွားပါတယ်။တချို့ကလည်းလေဘင်းမှာဆွဲထားတဲ့ဆွဲကြိုးကိုအာဏာပါအောင်၊တိန်တောင်ချီတဲ့ဆွဲကြိုးကြီးနဲ့မှလက်ဖွဲ့ကဆဲသိမ့်နေလား။သူ့လိုထိတ်တန့်တထေမှာချင်းသူ့ရဲ့အစင်တန်းနဲ့လုံးဝမလိုက်ဖက်တဲ့ပမာဏပဲ။အနည်းဆုံးသိန်း100လောက်တော့မျှော်လင့်တာပေါ့။ဆဲသိမ့်ဆိုတော့သူတို့လိုအတိုင်းဝိုင်းအတွက်ဘာမှမဟုတ်ဘူး။တငယ်ချင်းတွေနဲ့တစ်ခါနိုင်အောင်ထွက်စာတော့မရှိဘူး။စင်းလို့နဲ့စသဖြင့်ပြင်းပြထန်ထန်ဝေဖန်နေကြပါတယ်။ တချို့ကလည်းစေတနာကိုတန်ဖိုးဖြတ်လို့မရဘူးလို့ဆိုကြပါဗျ။လက်ဖွဲ့ငွေဆိုရာစေတနာပဲ။ဘလောက်ချမ်းသာချမ်းသာကိုပေးချင်တဲ့လောက်ပေးမှာပေါ့။ဘာလို့သူများပေးတာကိုလိုက်ပြီးနည်းတယ်များတယ်ပြောနေရတာလဲ။စေသိန်းဆိုတော့တာမန်လူတယောက်အတွက်မနေပါဘူး။လူတယောက်ရဲ့လမ်းစာထထောင်များနေသေးတယ်။တထင်းမလို့အများကြီးထည့်ရမယ်ဆိုတဲ့ logic ကဘဲကလာတာလဲ။စေတနာကိုတန်ဖိုးဖြတ်လို့မရဘူးစသဖြင့်ကာကွယ်ပြောဆိုနေကြပါဗျ။ လူရယာဝတ်မှုရွှေကိုတိမ့်တောင်းချီတန်းလဲဆွဲကြီးနဲ့မြင်လိုက်ရတဲ့အချိန်မှာသူမကိုအလွန်ကြော်ရတဲ့တတိမကြီးစရိအစင်တန်းတစ်ခုမှထားလိုက်ပါတယ်။ဒီလိုအစင်တန်းမြင့်တဲ့လူတယောက်ရဲ့အပြုမှုလက်ဖွဲ့ခြင်းအားလည်းသူ့ရဲ့ကြော်ဝမှုနဲ့ထပ်တူကြမယ်။တိမ့်ရချီထောင်ချီလက်ဖွဲ့မယ်လို့မသိစိတ်ကမျှော်လင့်ထားကြပါတယ်။အခုကစဲသိန်းတဲ့လက်ပွဲမှုလူတွေရဲ့မျက်စိထဲမှာဒါမှမမြတာဘူးမလိုက်ဖက်ဘူးကက်စီနေနေဆိုပြီးဝေဖန်စရာဖြစ်လာခဲ့တာပါ ဒါနဲ့ယတနာတွေကြောင့်လို့ဆိုရမှာပါ တကယ်လို့တောင်ဝမုံရွှေကတာမန်ယတနာလေးပဲဝတ်ပြီးဆယ်သိန်းလက်ဖွဲ့ခဲ့ရင်ဒါတဲ့င်းတော်ဖြစ်လာမှာမဟုတ်ပါဘူးအခုကတော့သူ့ရဲ့ကြိုးဝါမှုကိုအားလုံးရှိမှပြေဝထုတ်ပြလိုက်ပြီးမှလက်ဖွဲ့ငွေကလူတွေမျှော်လင့်ထားတဲ့အများကြီးနေနေတဲ့အတွက်အခုလိုလူပြောများနေရတာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောဝတ်မုံရွှေတရားထိတ်တန်းတထေးမကြီးဖြစ်နေတာနဲ့စေသိမ်းမြက်လက်ဖွဲ့တာဟာတကယ်ပဲနဲလွန်းနေလို့ထင်ပါသလား ဒါမှမဟုတ်လက်ဖွဲ့ငွေစရောင်းစေတနာတသက်မှုလို့ဘသူမှဝင်ပြီးဝေဖန်စရာမလိုဘူးလို့မြင်ပါသလား comment မှာကို့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်